အားလုံးပဲမင်္ဂလာပါရှင်။ဆီယမမိုဟော့စီရေးသားထားသော Love, Light and Power မြတ်တာအလင်းနဲ့ဇွမ်းအားဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ က်ရှိတမဲ့ပြီးတိုင်းမှာစွမ်းအင် energy တွေရှိကြတယ်လို့ဆိုတယ်။တမ်းမဲ့ဆိုပေမဲ့အကြီးဆုံးစွမ်းအင် energy ကိုအထင်အရှားပြနိုင်တာကငွေပဲဖြစ်ပါတယ်။မဖြစ်လို့လဲဆိုရင် ကျမတို့ဟာသူ့ကိုနေ့စဉ်အသုံးပြုနေရတာဖြစ်ပြီးသူကလည်းဘဝတွေကို ထောက်ပံ့ထားနိုင်လို့ပဲဖြစ်ပါတယ်။ဘဝမှာငွေတွေရလာကြတယ်။ရသမျှကိုစုတာ၊သုံးတာ၊ပေးတာစသဖြင့်လုပ်ကြရပါတယ်။ဝင်လာတာနဲ့ထွက်သွားတာနဲ့နေ့စဉ်ဘဝမှာ စီးစင်းနေတဲ့ငွေတွေကို cash flow လို့ခေါ်ပါတယ်။ငွေဟာစွမ်းအင်ဖြစ်တယ်လို့လူဟာလည်းစွမ်းအင်ဖြစ်တယ်။ဒီစွမ်းအင်နှစ်ခုဟာကိုက်နေလာပြီ။ချိတ်ဆက်မှုရှိလာပြီဆိုရင်လက်ထဲမှာငွေမြဲတာငွေသုံးတဲ့အခါစိတ်ချမ်းသာရတာတွေဖြစ်လာရပါတယ်။ငွေနဲ့လူရဲ့စွမ်းအင်တွေထိစပ်နေတာကို energy cycle နဲ့ပြောထားတာဖတ်ဖူးပါတယ်။ငွေတွေဘလို့ရအောင်ရှာမလဲဆိုတာလည်းအရေးကြီးတယ်လို့ဘလို့သုံးမလဲဆိုတာကလည်းအရေးကြီးပါတယ် cash inflow ဆိုတာကတော့ကိုယ်စီကိုရောက်လာတဲ့ငွေကိုဆိုလိုပါတယ်။တနည်းအားဖြင့် creating your money ဘလို့ပုံစံနဲ့ဝင်လာလဲငွေတွေရောက်အောင်ဘလို့လုပ်လဲဆိုတာပါပဲ။ Is your money creation based on good intention? ကိုပတ်စံရှာတဲ့နေလဟာကောင်းသောရည်ရွယ်ချက်တွေပါရဲ့လား။တချို့လူတွေဟာပတ်စံတွေတော့ရှာနိုင်ပါတယ်။ဒါပေမဲ့ကောင်းတဲ့ရည်ရွယ်ချက်မပါတာမျိုးဖြစ်နေတတ်ပါတယ်။လက်ထိုးတဲ့ငွေကိုလက်ခံတာမျိုးမရှိမှန်းသိရတဲ့ ခက်ခဲတဲ့သူစီကငွေတောင်းတာငွေညစ်တာမျိုးပါပဲတချို့ကြတော့ငါပတ်စံရအောင်ကလေးတွေကိုစာတင်ပေးမယ်နေမကောင်းတဲ့လူတွေကိုပြုစုမယ်ခရီးတွေကိုကားမောင်းပို့မယ်အိမ်တွေကိုတန့်ရှင်းပေးမယ်ဈေးမမှန်လေးရောင်းပေးမယ်ကောင်းကောင်းလေးချက်ပေးမယ်ဒါမျိုးက good intention ဖြစ်ပါတယ် what energy do you give to bring in money ပတ်စံတွေရဖို့အတွက်ဘယ်လို energy မျိုးကိုတုံးလိုက်တယ်လဲလူတက်လိုက်တာလားခိုးလိုက်တာလားကလိန်ကလေးလောက်လိုက်တာလား သူများပတ်စံယူပြီးမပေးဘဲထားလိုက်တာလားသူများအုံနောက်ကိုဖောက်စားတာလားဒါမှမဟုတ်တယောက်တည်သွားပါစေတက်သွားပါစေနေကောင်းသွားပါစေသွားလို့ရခရီးကိုချောချောမွေ့မွေ့ရောက်ပါစေတန်တန်ရှင်းရှင်းလေးရှိကြပါစေအဆင်ပြေကြပါစေစားကောင်းကြပါစေဆိုတဲ့စေတနာမျိုးတွေနဲ့အားထုတ်မှုတွေရှိတတ်ကြပါတယ် willingness လို့ပြောရမှာပါပဲကောင်းတဲ့စေတနာရှိနေတဲ့အခါ energy ကလည်းအမြင့်မိုင်းကိုရောက်နေတာမျိုးဖြစ်ပါတယ် what value do you have to produce money ပတ်စံရှားတဲ့နေရာမှာဘလို့တံပိုးမျိုးတတ်မှတ်ထားပါသလဲရှားပေါ်မျက်ပေါက်သွားပါစေခိုးတော့မစားဘူးမတန်ရှင်းတဲ့လူတွေစီကငွေကိုလက်မခံဘူးစသဖြင့်ကတ်သက်ချက်တွေထားတာပါ မဟုတ်မမှန်သောမတရားသောနှီးလန်းတွေနဲ့ပတ်စံကိုရှားဖွေခြင်းလက်ခံခြင်းမပြုတာမျိုးလည်းဖြစ်ပါတယ် what non financial costs and benefits come back to you ပတ်စံမဟုတ်တဲ့တခြားသောအကျိုးကျေးဇူးတွေ ပါရရှိနေသေးလဲအချို့အလုပ်တွေကငွေကြေးအဖြစ်ရတာနေတယ်ဒါပေမဲ့မိတ်ဆွေတွေတိုးပွားတယ်ပညာရတယ်စိတ်ပျော်ရွှင်ရတယ်ကြားတော့ရလိုက်တယ်သူများမျက်ရည်ပေါက်ကြီးငယ်ကြမှာဆိုရင်တော့ဒါဟာအကျိုးကျေးဇူး benefits မဟုတ်ဖ ೇನೆ ကုန်ကြစရိတ် cost ပုံစံမျိုးဖြစ်သွားပါပြီတတိမထားမိပေမဲ့ကိုယ့်ဘက်ကအများကြီးပါသွားပါပြီတခါတလေကြတော့တန်တရာအဆက်ဆက်ပြန်ဆက်နေရတဲ့ cost တွေ ဖြစ်သွားတတ်ပါတယ် ငွေတွေ cash outflow ဆိုတာကတော့ကိုယ်စီကနေထွက်သွားတဲ့ငွေပါ using your money ပတ်စံတွေဘယ်လိုထွက်သွားလဲဘယ်လိုပုံစံနဲ့ပတ်စံတွေကိုသုံးလိုက်တယ်လဲဆိုတာကိုစဉ်းစားရမှာဖြစ်ပါတယ် how much money do you pay for what you bring in ကိုရလာတာတွေအတွက်ဘယ်လောက်တောင်ပေးလိုက်ရတယ်လဲတချို့တွေဂုံတုကုန်ပြိုင်လုပ်ချင်လို့အများကြီးလှူလိုက်ကြတာမျိုးတွေရှိပါတယ်ငွေအများကြီးသုံးလိုက်ရပေမဲ့မပျော်ရွှင်ရသလို ခုလိုလည်းမရပါဘူးငါမို့လို့လှူနိုင်နာဆိုရဲမာနဖြစ်သွားရင်ဘာမှမရတော့ပါဘူးတချို့ကကြတော့တည်တည်လေးပဲကုန်ကြစိတ်ခံလိုက်တယ်စိတ်ထဲမှာအများကြီးပျော်ရွှင်ချမ်းမြေ့ရတာခံစားရတယ်ဥပမာလမ်းဘေးခွေးလေးကိုပေါမုံလေးတစ်ထုပ်ဝယ်ကျွေးလိုက်ပြီးတော့သူတော့အစာပြေတော့ရှာပြီလို့မြတ်တာကယူနာဖြစ်သွားတာမျိုးပါပဲ Does your money connect you with a deeply satisfying life? အဆန်တွေသုံးလိုက်ရတိုင်းမှာခြေနဲ့နှစ်သိမ့်မှုတွေဖြစ်ပါသလား ကျမဆိုရင် အရင်ကပတ်စံ300ရာတိုင်းမှာနှမျောနေတတ်လေရှိပါတယ်။ luck mentality ရှိခဲ့ပါတယ်။ကုံသွားမှမကြံတော့မှစိုးတာမျိုးပါပဲ။ခုနောက်ပိုင်းကျတော့ abundance mentality ကိုပြောင်းလဲလာခဲ့ပါတယ်။သုံးသမျှပြန်ရမယ်လို့ပဲစိတ်မှာထားတယ်။အဲ့လိုပြန်ရဖို့လဲသုံးလိုက်တိုင်းမှာကြည်ကြည်လင်းလင်းပျော့ပျော့ရွှင်ရွှင်မဲ့စိတ်ကိုထားလိုက်ပါတယ်။ဈေးတယ်စီမှာဈေးဝယ်ရင်တော့ပိုဝယ်လိုက်မိလဲကိစ္စမရှိဘူး။သူ့ပိုရသွားတာပေါ့။သူ့ပျော့သွားမှာပဲ။ငါစီကဒါလောက်ကလေးယော့သွားတာ ပြဿနာမဟုတ်ဘူးလို့တွေးတက်လာခဲ့တယ်။သူပိုရသွားတာကို့မှာကုသိုလ်ဖြစ်တာပဲလို့စဉ်းစားလိုက်တယ်။ Does your energy bring value and energy back to you? ပတ်စံတွေထွက်သွားပေမဲ့ကောင်းတဲ့ energy တွေတန်ဖိုးတွေပြန်ရပါသလားတဲ့။တချို့ကြတော့ပေးလိုက်ရတယ်ဆိုပြီးမပြောတာမျိုးဖြစ်တတ်တယ်။တငယ်ချင်းတွေနဲ့စားတဲ့နေရာမှာကိုကျွေးလိုက်ရတဲ့အလဲဆိုတိတ်မပြောတော့ဘူးဆိုတာမျိုးဖြစ်တတ်တယ်။ဒါဆိုပတ်စံသာသုံးလိုက်ရပေမဲ့ကောင်းတဲ့ energy တွေပြန်ရမလာဘူး။ကိုကျွေးလိုက်ရတဲ့အတွက် ဝမ်းသာတယ်။မိဆွေတွေနဲ့ဒီလိုစားတော့စကားပြောလိုက်ရတာပိုတန်ဖို့ရှိတယ်။ပြောစရာကောင်းတယ်လို့တွေးတယ်ရင်ကောင်းတဲ့ energy တွေဖြစ်သွားပါတယ်။ပတ်စံတွေအများကြီးဝင်လာမှ cash flow တွေအရန်ကောင်းနေမှချမ်းသာတယ်လို့မဆိုလိုနိုင်ပါဘူး။ပတ်စံတိတ်မရှိပေမဲ့ချမ်းသာစွာနေနိုင်တဲ့သူတွေရှိတယ်။အဓိကကတော့ရှာတတ်ဖို့နဲ့သုံးတတ်ဖို့ပါပဲ။သုံးလို့တောင်မကုန်ဘူးဆိုရင်လေသေသွားတဲ့တနေ့ကိုရှာသမျှဟာသူများအတွက်သာဖြစ်သွားမှာပါပဲ။ ငွေရှာတဲ့အခါမှာလဲလောဘဒေါသမပါဘဲနဲ့ energy အမြင့်ဆုံးအတန်ရှင်ဆုံးငွေကိုရှာပါ။တုံးတဲ့အခါလဲလောဘဒေါသမာမာနမစ္စရိယမပါဘဲနဲ့အတန်ရှင်ဆုံး energy အမြင့်ဆုံးရအောင် ပြန်သုံးပေးတတ်ဖို့လိုပါတယ်။ငွေနဲ့ပတ်သက်ပြီးပြစ်ဆုံးပံကံရော အနာဂတ်ဘဝကံအတွက်ပါ ကောင်းဖို့ပါ။ကုံသမျှဟာပြန်ရနေရမယ်။ကုံရဖြစ်ရမယ်။ကုံကြမဖြစ်ရဘူးလို့ ရောစရာတော်ကြီးဟောတာနားခဲ့ရဖို့ပါတယ်။ Consciousness map အာယုံသိစိတ်မြေပေါ်တက်ရှိတွေတက်မဲ့တွေလူတွေစိတ်ခံစားမှုတွေအကုန်လုံးဟာ vibration လို့ခေါ်တဲ့တုံ့ခါမှုတွေ frequency လို့ခေါ်တဲ့ကြိမ်နှုန်းတွေရှိကြတယ်ဆိုတာကို Dr. David Hawkins ရဲ့ Consciousness map မှာအစစ်18ဆင့်နဲ့ဖော်ပြထားတာကိုတွေ့ရပါတယ်။အစစ်တစ်ခုစီတိုင်းကို Hus နဲ့တိုင်းတာဖော်ပြပါတယ်။ Consciousness map ကို ကျမကတော့အာယုံသိစိတ်ခံစားမှုတွေကို တိုင်းတာပြတဲ့မြေပုံလိုပဲမြမမှုပြုလိုက်ပါတယ်။လူတယောက်ဟာဘလို့စိတ်ခံစားချက်မျိုးမှာဘလို့တုံ့ခံမှုလိုက် vibrational frequency တွေဖြစ်ပေါ်တယ်ဆိုတာကိုပေါ်ပြထားတာတွေ့ရတယ်။လူတယောက်အတွက် frequency မြင့်လေအတွေးအမြင်တွေမှန်ကန်လေဘဝမှာနေထိုင်လို့ကောင်းလေမြင့်မြက်လေပါပဲ။အလွာနဲ့ခွဲကြည့်မယ်ဆိုရင် အပေါ်ပိုင်းအလွာကချက်ချင်းမြတ်တာတရား love ကိုပေါ်ပြတယ် အောက်ပိုင်းအလွာက အကြောက်တရား fear ဖုံးလွှမ်းနေတာကိုပြတယ်။အလွာတစ်ခုချင်းစီတိုင်းမှာအဆင်လေးတွေပါပြီးအဲ့ဒီအဆင်လေးတွေက အောက်ဖက်ကိုရောက်လေသေးတဲ့ချင်းမြောင်းသွားလေမောင်မဲကြက်တဲလေပါပဲ။အောက်ဆုံးအဆင်ကစပြီးကျမတည်နာလေသလောက်ညဝေလိုက်ရပါတယ်။နံပါတ်1ရှိန်းကြောက်ရွံ့ခြင်းတစ်ကနေ20ဒီနေရာမှာရှက်ရွံ့ခြင်းဆိုတာဟာမိမိကိုမိမိလေးစားချစ်ခင်မှုတွေပျောက်ဆုံးနေရမျိုးဖြစ်ပါတယ်။ အကြောက်တရားကစိုးမိုးနေတဲ့လူသက်သမားတွေမဒိန်သမားတွေစိတ်ပိုင်းဆိုင်ရာအဆုံးရောက်နေတဲ့သူတွေမှာဒီလိုစိတ်ခံစားမှုမျိုးတွေရှိတတ်ကြတယ်။ရုပ်ချင်သလောက်ရုပ်နေပြီးချောင်းပိတ်မိနေတဲ့လူတွေရဲ့အနေဆုံးသောခံစားချက်အဆင့်ဖြစ်ပါတယ်။နံပါတ်1 guilt နောင်တ30ကိုကိုကိုအပြစ်တင်နေသူများကိုအပြစ်ပုံချတယ်။အဲလိုစိတ်ချနေတဲ့လူတွေဟာပျက်စီးခြင်းတွေကိုထောက်လျှောက်လုပ်နေတတ်တယ်။အမောင်လန်းနဲ့မှာပဲသွားနေကြတယ်။ နံပါတ်3 empathy ပြေဝေခြင်း50 state of desire and helplessness ကိုကိုယ်တိုင်စိတ်ပြတ်အားငယ်နေတယ်မျောလင်းချက်မဲ့နေတယ်အဲ့ဒီလူတွေဟာသူများအပေါ်မှာအယံမိခုံနေတတ်ကြတယ်လိုချင်တောင်းတဖြစ်နေကြတယ်ဥပမာအားဖြင့်အင်ယာမဲ့တွေတောင်းရန်စားတော့သူတွေရဲ့ frequency ဟာဒီလောက်ပဲရှိတယ်နံပါတ်4 grief ဝမ်းနဲ့ကြေကွဲခြင်း85ဆုံးရှုံးရမှုတွေဆွန့်လွတ်ရမှုတွေ ုံဆုံရတဲ့အခါမှာဒီလိုစိတ်ခံစားမှုမျိုး frequency မျိုးရှိနေတာကိုတွေ့ရတယ်။အိမ်မီးလောင်သွားတာမျိုး၊ချစ်ရသူတူကွယ်လွန်သွားတာမျိုးတွေဖြစ်တဲ့အခါစိတ်ရဲ့တုံ့ခမှုလိုင်းတွေကျနေတာမျိုးဖြစ်တတ်တယ်။နံပါတ်၅ fear ကြောက်ရွံ့ခြင်းတရားဒီအဆင့်မှာဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုတွေဟာစိုးရိမ်ပူပန်မှု anxiety ပေါ်မှာမူတည်ရယ်။ငြင်းပယ်ခံရမှာကိုကြောက်တယ်၊ကြာရှုံးမှာကိုကြောက်တယ်၊မသေးချာမှုတွေကိုကြောက်တယ် စိန်ခေါ်မှုတွေကိုကြောက်တယ်။အသက်ကြီးလာမှာကို ကြောက်တယ်။သိမှာကိုကြောက်တယ်။ဆုံးရှုံးရမှာကိုကြောက်တယ်။အကြောက်တရားမှန်တယ်များရဲ့စိတ်ခံစားမှုတွေဟာဒီအဆင့်ထဲမှာရှိနေတယ်။လူတွေတော်တော်များများကဒီအဆင့်မှာကျင်လည်နေတတ်ကြပါတယ်။တခါတလေကြရင်အနာဂတ်မှာဘာဖြစ်မဲဆိုတာကိုမသိရဲကြောက်နေတာမျိုး fear of the unknown ဖြစ်တတ်ကြပါတယ်။နံပါတ်6 desire low in sana 125 လောဘလို့ပြောလဲရမယ်နဲ့တူပါတယ်။ဒီအဆင့်မှာတော့လိုချင်တဲ့လောဘကြောင့်ရည်ပဲချက်တွေကိုအကောင့်ထည့်ဖော်တာ၊ငွေကြေး၊စီးပွားချမ်းသာတိုးတက်အောင်လုပ်တာတွေပါလာတယ်။အဥ္စာပစ္စည်းတွေပေါ်မှာတွေ့တာဆွဲလန်းတဲ့စိတ်ဖြစ်နေတတ်ပါတယ်။နံပါတ်9 anger ဒေါသ150ဒေါသနဲ့ရှင်လာတာကတော့အမုန်းတရားပါပဲ။နာကြီးမှုတွေ၊စိတ်ရှုပ်ထွေးရတာတွေ၊လက်စားချေမှုတွေ၊ဆဲဆိုတာတွေဟာဒီအဆင့်မှာပါလာတတ်ကြတယ်။ လူတွေဟာဒေါသဖြစ်လာတာနဲ့တပြိုင်နက် energy တွေပြုတ်ကျသွားတယ်။တစ်ခါဆဲလိုက်ဆိုလိုက်တိုင်းအောက်ကိုတစ်ခါကျသွားတယ်။နံပါတ်၈ pride ကြွားဝါခြင်း185ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေနဲ့ပြင်ပအခြေအနေပေါ်မှာမူတည်ပြီးအဲ့ဒီစိတ်အခြေအနေကဖြစ်လာတယ်။ဒီအခြေအနေမှာစိတ်ကတစုံတစ်ခုကိုအမြဲတောင်းဆိုနေတယ်။ demanding ဖြစ်နေတယ်။မောက်မှာထက်တဲ့သူတွေရဲ့ frequency ဟာဒါလောက်ပဲရှိရင်များသောအားဖြင့်တော့တာမန်လူတွေဟာ အကြောက်တရား fear လောဘ desire ဒေါသ anger ကြွားဝါမောက်မာခြင်း pride ဒီလိုအဆင့်တွေမှာရောက်ရှိကျင်လည်နေတတ်ကြပါတယ်စိတ်ကအဲ့ဒီလိုနေရာတွေမှာကြက်စားတာများတယ်နံပါတ်9 courage ရဲရင်ခြင်းတတိနှစ်ရာဒီနေရာကတော့အောက်လွာကနေအပေါ်လွာကိုပြောင်းသွားတဲ့ turning point လေးပဲဖြစ်ပါတယ်အကုသိုလ်စိတ်ကနေကုသိုလ်စိတ်ကိုပြောင်းသွားတယ် တတိရှိတဲ့လူတယောက်ဟာလောကကြီးကို စိတ်လှုပ်ရှားပျော်ရွှင်စေရာဖြစ်နိုင်ခြင်း possibility တွေအများကြီးရှိတဲ့နေရာတစ်ခုအဖြစ်မြင်တတ်လာပါတယ်။ဖြစ်လာတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းရှိလာတယ်။နံပါတ်10 neutrality အလေအလတ်လမ်းစဉ်250ယုံကြည်စိတ်ချရမှုတွေအပေါ်မှာအခြေခံပြီးဖြစ်လာတဲ့စိတ်ခံစားမှုမျိုးဖြစ်ပါတယ်။ဝေဖန်ပြစ်တင်တာတွေမရှိတော့ဘူး။ non judgmental ဖြစ်လာပါတယ်။အခြေမြင်တွေဟာ တကယ်ဘဝမဟုတ်ဘူးဆိုတာကို ခွဲခြားသိမြင်လာတယ်။ဒါကြောင့်ပိုင်ဆိုင်မှုတွေအခြေအနေတွေရလတ်တွေအပေါ်မှာ သိပြီးစုပ်ကင်ထားမှုရှိတော့မနှားရှင်တော့ဘူး။နံပါတ်7 willingness လိုလားခြင်း330ဒီအဆင့်မှာတော့အရာအားလုံးကိုလက်သင့်ခံနိုင်တဲ့ပွင့်လင်းတဲ့အမြင်မျိုးရှိလာပါတယ်။တပားသူရဲ့အတွေးအမြင်နဲ့သဝင်းကျင်ရဲ့ကန့်သက်ချက်တွေကလည်းလွတ်မြောက်လာပါတယ်။ဘဝဟာနေလို့ထိုင်လို့အင်မတန်ကောင်းပြီး မျောလင်းချက်တွေရှိလာပါတယ်။လုပ်ငန်းအသစ်တွေကိုချဲ့ထွင်နိုင်ခဲ့သူတွေ၊တီထွင်စမ်းသစ်နိုင်ခဲ့သူတွေသူတို့ရဲ့ energy တွေကိုဘယ်လိုနေရာမှာအကောင်းဆုံးအသုံးချမလဲဆိုတာကိုသိကြပေါက်သိတဲ့သူတွေဖြစ်ပါတယ်။နံပါတ်7 acceptance လက်ခံခြင်း350。ကန့်သက်ထားတဲ့ယုံကြည်ချက်တွေ limiting beliefs တွေကိုကျော်လွန်သွားနိုင်တယ်။မရရသည်မမြဲဘူးဆိုတာကိုနားလည်လက်ခံတယ်။ဘသူမှအမှားမကင်းဘူးဆိုတာကိုလက်ခံလာတတ်တယ်။ ခွင်းလွတ်တက်လာတယ်။နားကျင်စရာအတွေးတွေထဲမှာပိတ်မိမနေတော့ဘဲအပြင်ကိုရုံးထွက်လာတယ်။နံပါတ်7 reason ကြောင်းကျိုးစင်ကြယ်နိုင်ခြင်း၄၀ကျိုးကြောင်းစီလျော်မှုတွေပေါ်မှာအပြည့်အဝနားလည်နိုင်တဲ့ခံစားမှုမျိုးဖြစ်တယ်။ကောင်းတယ်မကောင်းဘူးကြိုက်တယ်မကြိုက်ဘူးဆိုတဲ့အဆုံးသက်အဖြေကိုမချခင်မှာအချက်အလက်တွေအများကြီးကိုစင်ကျင်သုံးသက်နိုင်စွမ်းရှိတယ်။ပြညာဉာဏ်ကြီးတဲ့သူတွေဒီလို frequency မျိုးရှိနေတတ်ကြတယ်။သူတို့အတွက် ဘဝဟာအတိတ်ပဲရှိတယ်လို့မြင်လာတယ်။နံပါတ်14 love ချစ်ချင်းမြတ်တာ900ဒီနေရာမှာညွှန်ပြခြင်းနဲ့မြတ်တာတရားဟာလင်းနေမရကြကမြတ်တာတရားမျိုးမဟုတ်ဘဲကိုယ်နဲ့အယူအဆမတူတဲ့သူဗတ်မတူတဲ့သူတွေပေါ်မှာတောင်မှထားနိုင်တဲ့အဆုံးမရှိသောမြတ်တာမျိုး unconditional love ပဲဖြစ်ပါတယ်။0.4%လူပေါင်း250မှာတယောက်လောက်ကသာဒီလိုအဆင့်မျိုးကိုရောက်နိုင်တယ်လို့ဆိုပါတယ်။နံပါတ်15 joy ပျော်ရွှင်မှု940 serenity ငြိမ်သက်ခြင်းနဲ့ compassion ကရုဏာတရားပေါ်မှာအခြေခံပြီး ဖြစ်ပေါ်လာတဲ့ခံစားမှုမျိုးဖြစ်ပါတယ် inner joy inner peace စိတ်အတွင်းငြိမ်းချမ်းပျော်ရွှင်မှုကိုရနေတယ်ကိုယ့်ရဲ့ပျော်ရွှင်မှုဟာပြင်ပကအရာတွေပေါ်မှာမူတည်ခြင်းမရှိဘူးဘဝဟာပြည့်စုံလုံလောက်နေတယ်နံပါတ်16 peace ငြိမ်းချမ်းခြင်း600ညီသည့်အရာကိုမှစုပ်ကင်ထားခြင်း တွယ်ညီခြင်းမရှိဘဲနဲ့လွံ့မြောက်စွာပျော်ရွှင်ရတယ်။လူ10တန်း10 million မှာတစ်ယောက်လောက်ကပဲဒီလိုအခြေအနေမျိုးရရှိနိုင်ပါတယ်။နံပါတ်7 Enlightenment ဉာဏ်စဉ်အလင်းရခြင်း900ကနေ1000သူ့ရဲ့စိတ်ခံစားမှုကတော့ဤသည့်အရာနဲ့မှနှိုင်းရှင်ပြသလို့မရနိုင်အောင်ပါပဲ။အမှန်ကိုအမှန်အတိုင်းမြင်တယ်။အရှိကိုအရှိအတိုင်းမြင်တယ်။သိရဲဆိုတဲ့ပညာပါပဲ။ဒါဟာ ုဒ္ဓဘာသာအယူအဆအရဆိုရင်တော့သစ္စာ၄ပါးကိုသိမြင်ခြင်းပဲဖြစ်ပါတယ်။လူတစ်ယောက်ဟာ courage ရဲရင်ရင်ရှိလာပြီဆိုရင် stage of integrity လို့ခေါ်တဲ့တိတ်ခါတမာတိရှိတဲ့အခြေအနေကိုရောက်လာပါတယ်။အောက်လွာကနေအပေါ်လွာကိုစတင်ဝင်ရောက်လာတယ်။အပေါ်လွာနဲ့အောက်လွာမှာတွေးပုံတွေးနည်းတွေဟာအများကြီးကွာခြားသွားကြတယ်။စိတ်ခံစားချက်တွေအမြင်တွေလုံးဝမတူတော့ဘူး။အကုသို့နဲ့ကုသို့အကျိုးပေးတွေကွာသားတယ်လို့ပါပဲ။ အောက်အလွားထဲမှာပိတ်မိနေကြတဲ့ဆိုရင်ဘဝမှာ နာကျင်စရာတွေကြီးပါပဲ။မောင်မဲကျင်းမြောင်းလေးပါပဲ။အပေါ်ကိုရောက်လာလေမြင်ကွင်းကျဲလာလေအလင်းတွေမြင်ရလေပါပဲ။ဒါကြောင့်တရီကန်ကိုမှောက်ထားတဲ့ပုံစံကလေးနဲ့ဆိုရင်ပိုပြီးသဘောပေါက်လွဲပါတယ်။ဒီအချက်တွေကိုသိထားတဲ့အတွက်ကြောင့်ကျမတို့ကစိတ်ပိုင်းဆိုင်ရာတိုးတက်မှု inner growth ကိုရလာဖို့အတွက်နားလည်မှုတွေရှိလာနိုင်ပါတယ်။ပြောင်းလဲမှုတွေလှုပ်လာနိုင်ပါတယ်။အလင်းတွေရလာကြပါတယ်။ ဒီလိုလင်းတော့မှလည်းရှေ့ဆက်သွားရမယ့်လမ်းတွေကိုမြင်လာကြရပါတယ်